ိုင်ငံခြားသင်္ဘောသားတွေရဲ့အခွင့်အရေးကိုကာကွယ်ဖို့သဆိုင်ရာကဏ္ဍအလုံးပါဝင်ပူးပေါင်းတဲ့အဖွဲ့အစည်းတစ်ခုကိုလာမယ့်နှစ်လအတွင်းဖွဲ့စည်းသွားမယ်လို့ပြည်တွင်းသင်္ဘောသားလောကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်ပြည်ဖို့အောင်သတင်းပေးပို့ထားတာပါရှင်ပြည်ရင်းကနေနိုင်ငံသားစုထွက်ခွာပြီးတင်မောလိုက်လောက်ကန်သူများရဲ့အခွင့်အရေးတွေကိုကာကွယ်နိုင်ဖို့အတွက်တက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတင်မောသားအေဂျင်စီတွေနဲ့တင်မောသားအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေပူးပေါင်းပြီး Travel Tide လို့ခေါ်တဲ့အဖွဲ့အစည်းကိုနှစ်လအတွင်းဖွဲ့စည်းဖို့ပြင်ဆင်နေပါတယ်။ ပြည်ရင်းကနိုင်ငံခြားသင်္ဘောသားလောကတိုးတက်စေရတဲ့အတွက်သက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်တဲ့ဆွေးနွေးပွဲတစ်ခုကိုရန်ကုန်မြို့ပတ်ရံရဲ့ဟိုတယ်မှာဇန်နဝါရီ18ရက်နေ့မှာပြုလုပ်ရမှာဆွေးနွေးသွားတာပါသင်္ဘောသားနဲ့ဒီဒီဥနာဒီကြားမှာသင်္ဘောပေါ်မှာဖြစ်တဲ့ပြဿနာဖြေရှင်းတဲ့နေရာမှာဒီအဖွဲ့အစည်းတစ်ခုဒီ support ဆိုတဲ့အဖွဲ့အစည်းတစ်ခုရှိနေမယ်ဆိုလို့ရှိရင်သူ့ရဲ့ rules and regulation တိုင်းဆုံးဖြတ်လို့ရတယ်အခုကစီဝေးလေးထိုင်ပြီးတော့အဲဘယ်လိုလုပ်ရင်ကောင်းမလဲဘယ်ဟာဖြစ်တရားတယ်ဘယ်ဟာဖြစ်တယ်ဘယ် rule နဲ့ကိုက်တယ်ဘယ်ဟာဖြစ်တော့မကိုက်ဘူး အဲဘယ်လိုအပြစ်ပြီးကောင်းလဲဆိုရတာပဲဒီစဉ်းစားလိုက်ရတကယ်တကယ်အပြစ်ပြီးတဲ့အပိုင်းမှာတတ်တမမှမရှိမရှိတဲ့အတွက်ကြောင့်ဒီ SRPS အနေနဲ့ရောဒီတမောသားအနေနဲ့ရောအားနည်းချက်အားသာချက်တွေဘူးကဒီအမှန်ဘာမှဒီလောက်တဲ့ခါမှာထိရောက်မရှိဘူးပြောလို့ရတော့ထောက်ပတ်တရှိတယ်ဆိုတော့ဒီဒီရောက်ဖြစ်လာမယ်ဆိုတော့ဒီလောကမှာစီကံလေးရှိလာမယ်ဒီလုတ်ပိုင်ကြီးတွေတည်လာမယ်ရပိုင်ကြီးတွေတည်လာမယ်ဆိုလို့ရှိရင်အားလုံးကတိုးတက်သွားဖို့လာလာရှိပါတယ် ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလအတွင်းကမြန်မာသမောသားလောကပြောင်းလဲစေရတဲ့အတွက်ဂျာနယ်ချီတဲ့သမောသားတွေဟာရန်ကုန်မြို့မှာဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။ဆန္ဒဖော်ထုတ်ပွဲမှာစောင်းမွေးစနစ်ပြင်ဆင်ပေးရေးအလောက်ကန်ခွင်လမ်းများဖော်ဆောင်ပေးရေးနဲ့သမောသားများဘက်မှယက်တီပေးမယ့်အဖွဲ့အစည်းတွေအသက်ဝင်စေရေးစတဲ့အချက်တွေပါဝင်အချက်၈ချက်ကိုတောင်းဆိုခဲ့ကြပါတယ်။ဒီဖွဲ့စည်းတာဖွဲ့စည်းပြီးခဲ့ရင်လက်ရှိအခက်အခဲတွေကိုနီးလန်းကြဖြေရှင်းနိုင်မယ်လို့တင်မောသားရေးရာကတာဝန်ရှိသူတူကလည်းပြောပါဗျာ။ တို့ကဒီ MSC 2016ကိုလက်မှတ်ထိုးမှုပြင်ခဲ့တဲ့ကွာဒီ triple type ကိုလည်းကျွန်တော်ကျူတင်သိခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဗမာနိုင်ငံမှာလောလောဆယ်ကခုနပြောတဲ့ခု CBA ဆိုရင်လည်းကျွန်တော်တို့က CBA လက်မှတ်ထိုးရဲဆိုတော့ဗမာနိုင်ငံမှာရှိတဲ့ union နဲ့နိုင်ငံခြားကုမ္ပဏီထိုးရပါတယ်အဲ့တော့အခုဗမာနိုင်ငံမှာကဒီ union ကဟိုလောသမဝင်ကြီးဌာနအခွင့်ပြုပေးလိုက်တာ union 4ခုဖြစ်နေပါတယ်အားကြောင့်ကျွန်တော်တို့ကဒီ union 4ခုကလည်းအခုတစ်ခုနဲ့တစ်ခုကနည်းနည်းလေး အဆင်မပြေမှုလေးတွေဖြစ်နေတော့ကျွန်တော်တို့အခုကြည့်နေပါတယ်လက်ရှိပြည်ရင်းကနေပြည်ပတမောတွေပေါ်မှာလောက်ကင်နေတဲ့အလုပ်သမား2000ကျော်ရှိပြီးပြည်ရင်းကနေတလောက်ကိုတမောသား3000နီးပါးတွားကိုလောက်ကင်နေပါတယ်ကျွန်တော်ပြေဖုံးအောင်ပါ